မန္တလေးမြို့ချမ်းရည်တာဇံမြို့နယ်အမှတ်9အထက်ကကျောင်းဝင်းအတွင်းကကျောင်းပိုင်ကြီးမှာအာကစားကွင်းတည်ဆောက်နေတာကိုပညာရေးဝန်ကြီးဌာနကအတင်းအကျပ်ကန့်ကွက်တားမြစ်လာရင်ဥပဒေကြောင့်အရတုံ့ပြန်သွားမယ်လို့ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကပြောပါတယ်ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်မန္တလေးမြို့ချမ်းရည်တာဇံမြို့နယ်လမ်း3တန်းနဲ့လမ်း60တောင်းမှာရှိတဲ့ မှန်ကားအချိန်ကပညာထက်တန်းကျောင်းပိုင်းရေခွက်အတွင်းမှာကျောင်းသားတွေစော်ကစားဖို့ဝက်လုံးဝင်းတောက်လုံနေတာကိုပညာရေးဝန်ကြီးဌာနကခန့်ကွက်ခဲ့တာကြောင့်ရန်နာထားရတဲ့အကြောင်းကျောင်းကျိုးတော်ဆောင်အဖွဲ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြောပြခဲ့ပါတယ်။ဒေယရှိလာမဟောင်းဆောင်ကရဲ့နေမှာကျွန်တော်တို့ကထပ်ပြီးတော့မှာသူတို့ဟိုအပေါ်မှာသူတို့ရဲ့ဖွင့်ပြနိုင်အောင်ပေါ့ကျွန်တော်တို့ကလက်မခံပါဘူးဆက်ပြီးတော့မှာအကောင်းထဲမှာဆိုပြီးတော့မှာကျွန်တော်စတင်ထားပါပြီအဲဒီတော့ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲလည်းလုပ်ပြီးပြီး ကျွန်တော်ဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်သွားပြီးဖြစ်ကြောင်းကျွန်တော်တို့ကဟိုစာလဲပို့ပြီးဆိုတော့ကျွန်တော်နောက်ရက်ကစပြီးတော့မှာကျွန်တော်တို့ဒီအလုံးအားကစားခွင့်ပေါ့နော်ကျွန်တော်တို့ကအောင်ဆက်ပြီးတော့မှာကျွန်တော်တို့ပုံမှန်လုပ်ငန်းစဉ်တွေဆက်လုပ်ပါမယ်အညာရေးဝန်ကြီးဌာနကကွက်ခဲကြောင်ပုံပြီးတက်မြက်ခဲ့တဲ့စာမှာတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဌာနနဲ့ဖျိုင်းပညာရေးမှုရုံးတို့ကအဆိုပါမြေကွက်လက်နေရာဟာဝန်ထမ်းအရာဆောက်လုပ်ဖို့ရာသီဖြစ်တယ်လို့အကြောင်းပြကန့်ကွက်ခဲ့ပါတယ်။ ်သူတို့ကဒီမှာကျွန်တော်တို့အစာဦးတွေလာပြီးတော့စောက်ပါတယ်။ဟုတ်တော့သူတို့ဒီနားလေးမှာလမ်း30နဲ့ဒီနားလေးမှာ250မှပြီတော့ကွက်လို့ကျန်းနေတယ်။သူတို့ကဘာယာထားတယ်တော့မသိဘူး။ဒါပေမဲ့ကျွန်တော်တို့ဘောလုံးကလုပ်မယ်ဆိုပြီးတော့မှစာတင်လိုက်တဲ့အချိန်ကျတော့သူတို့ကဒီနေရာကိုပါဝင်နိုင်ရတယ်စောက်တယ်ဆိုတော့ကျွန်တော်တို့ဝင်နိုင်ရတယ်စောက်အောင်လုပ်ပြပါဆိုတော့ကျွန်တော်တို့ဒေါက်တာကျော်နဲ့တမန်နဲ့ဦးနဲ့ဒေါက်တာကျော်နဲ့ကျွန်တော်တို့ကြောင်းပြပါတယ် ဲ့တော့ကျွန်တော်ဘောလုံးကကျွန်တော်တို့အကောင့်တွေခေါ်တဲ့နေရာကအတင်းညာလေးပါကျွန်တော်တို့နန်းဆောင်ပြန်နန်း60တောင်းဒီဘက်ကကျွန်တော်တို့အင်းဒီနောက်ပါတော့အရင်ကကျင်းဒီနောက်အထက်ကငါကြောင်းမြင်နေရကျဲဝန်းဟာမူလကကိုတန်သမိုက်ချစ်တယ်လေးဧကပြဲဝင်းခဲ့ပြီး2008ခုနှစ်မှာလမ်း30ကိုဆက်လက်ဖောက်လုပ်တဲ့အခါမှာတော့ကြောင်းမြေပြင်ဖြတ်တန်းသွားတဲ့အတွက်ကြောင်းနှစ်ပိုင်းကွဲခဲ့ပါတယ် မြောက်ဖက်ချမ်းမှာ3.5အေကနဲ့တောင်ပိုင်းချမ်းမှာ9.29အေကကျယ်ဝင်းပြီးအခုအမှတ်နှစ်အခြေခံပညာဦးစီးဌာနကအသက်ဦးလာရောက်စောက်လုပ်နေတဲ့နေရာဟာတောင်ပိုင်းချမ်းဖြစ်ပါတယ်။အာကျောင်းသားတွေအတွက်အကျိုးအတွက်အာဂသာဝန်ပေါ်ထုတ်တာကိုဒါရောက်တားမြစ်ပြည်ပင်ဓာတ်ကြီးရှိခဲ့လို့ရှိရင်ကျွန်တော်တို့အနေနဲ့ဥရေရတုံ့ပြန်သွားပါမယ်။ဆက်လက်ပြီးတော့လည်း ဆန္ဒထုတ်ပေါ်တာတွေအထက်ထိလှုပ်ဆောင်ဖို့อ่ะစီစဉ်ရှိပါတယ်။အဲ့ဒီကြောင်းမြင်နေရကိုတောင်သူလေးဦးကတူတန်းခဲ့တာဖြစ်ပြီး1999ခုနှစ်မှာအထက်ကငါးကျောင်းအကြီးနဲ့ကျောင်းကျိုးတော်ဆောင်ဖွဲ့လေးဝိုင်းဝင်းကျိုးပဲမှုနဲ့1999ခုနှစ်နှစ်လပိုင်းမှာအထက်ကငါးကျောင်းပိုင်ဖြစ်ဂရမ်မက်3666မြင်းတောင်း1996-99မြေယာဂရန်ကိုရရှိခဲ့တယ်လို့ကျောင်းကျိုးတော်ဆောင်ဖွဲ့ကပြောကြားခဲ့ပါတယ်။ကျမခင်မဲသောပါရှင်။